조사အားထုတ်မှုကောင်းတဲ့လူတယောက်ရှိသေးတယ်ဒါကတော့ J Fire ပါ J Fire ကိုတော့လုံးဝကြည့်လို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါကြာရှိဒီဘက်က for sure လားမသိဘူးပေါ့တော့သိရမလား social media မှာပဲလုံနေတဲ့ဘဲထင်နေတာဒါပေမဲ့မဟုတ်ဘူးဒီဘက်ကကချင်းကကြတော့ကျွန်တော်ရဲ့ဟိုပင်ကိုပါရမီနဲ့ဖန်ပြီးရတာဖြစ်ပြီးတော့ဒါကြတော့ကိုယ့်ရဲ့မတူညီရဲ့အခြားနယ်ပဲကိုယ်ပါရမီရှင်ပြန်ရတာဖြစ်တဲ့အတွက်ဒါကပုံပြီးစိန်ခေါ်မှုတွေပုံများတယ်ဆိုတော့ဖြစ်ပါတယ်ကျွန်တော် အခုဒီဒီ season ကိုကြည့်ရဆိုလို့ရှိရင်တခြားအပြင်လူတွေလည်းသူ့အမြင်တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တကယ်ကိုစိတ်သက်ပိုင်းဆိုင်ရာ strong ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းနေတဲ့လူတယောက်ဆိုတာကိုကျွန်တော်လည်းလက်ခံလိုက်ပါတယ်အဖိုကြီးစီဇန်1နဲ့စီဇန်2နဲ့နည်းနည်းလေးကွာသွားတယ်ဆိုဘယ်လိုလဲကျွန်တော်စီဇန်1မှာတော့ကျွန်တော်တဲ့ပြောရမယ်ဆိုရှင် drama နည်းနည်းများခဲ့တယ် ဒါပေမဲ့တူးမှာရေးလဲဖြုတ်တဲ့လူတွေကြီးပဲဟုတ်တယ်တူးမှာဒီကျွန်တော်တို့ audition နဲ့ပါတဲ့အခါကျတော့ audition မှာကလေးဖြုတ်တာအဲကုလားတော့ပြောခဲ့တယ်လို့ပြောပဲတကယ် audition မှာလယ်ဝေးစင်ကစားသမားကြီးလာပြိုင်တာအများကြီးပဲဒီကနော်လို့ဒီကာယာပလာဘိုင်ချန်ကကောတခြားစပေါ့တီကောလာပြန်ရတာအများကြီးပဲဒါပေမဲ့ခင်မမထားလောက်အောင်ကိုဟိုကျမ်းပြီးတော့ပြုတ်သွားခဲ့တယ်အဲ့လိုပဲပါလာတဲ့လူကလည်းပဲနောက်တစ်ဆင့်ဆင့်တစ်ဆင့်တစ်ဆင့်မြင်လာတိုင်းပိုခတ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေ တွေ့ရတာဗောနော်အဲ့တော့မိုက်တယ်နော်အဓိကတော့ဒီ2မှာကျွန်တော်သဘောကျတာကတော့ဒီ physical ဘိုင်းဆိုင်ရာအားလုံးကကျန်းတယ်ဒါ mentally လည်းလူအများစုကျန်းတာကိုတွေ့ရတယ်တချို့တော့ main key တွေဆို main key ပဲအဲ့သူ့ရဲ့ mentality ကယောက်ျားအသားမယောက်ျားလေးတွေတက်ကိုပို့ပြီး strong ဖြစ်တဲ့လူတွေရှိတယ်ဒီထဲမှာ3-4ယောက်လောက်ကျွန်တော်တွေ့ရတယ်ဗောနော်အာတကယ်တော့ honestly ပြောမယ်ဆိုလို့ရှိရင် season 1တော့ဆိုလို့ရှိရင်အများဆုံးလွန်ကျွန်တွေ့ရ2ယောက်3ယောက်လောက်ပဲတွေ့ရဒီမှာ main key အများစုအဲ့လိုဖြစ်နေမအေးမဲ့သူကစားဖြုတ်မယ်ဘင်းမယ်ဆိုတာဟာတကယ်ကို ုံးတယ်အဲ့ဒါတကယ်မိုက်တယ်ကြည့်ရတာကျုံးအောင်လည်းမန္တန်လေးကောင်းပါလေကောင်းပါလေကောင်းပါလေကိုလည်းမတည်ုံနေမယ်ပဲတဲ့မစော့ကျင်တော့ပြင်မနာတယ်မလို့ကျင်တော့ပြည်သက်တွေကြီးတဲ့ခါကျလို့ရှိလဲကျွန်တော်တို့ပြိုင်နေတာမဟုတ်ပဲနဲ့ခုနကတော့ confession room ပဲဖြစ်ဖြစ်နောက်မှဒီတို့တို့အချင်းချင်းစကားပြောနေတာဆိုလို့ရှိရင် entertain ဖြစ်လိမ့်မယ်ဟုတ်လဲဆိုတော့မမျက်လေးရဲ့ပုံစံတိုင်းပဲသူသူကညင်းညင်းတဲ့ဟာပေါ့တအားညင်းတာသူမညင်းဘူးလေဒါပေမဲ့သူတအားညင်းတယ်ညင်းတယ်လည်းတော့ပြောမှာပါဟမ်ညင်းတယ်မပြောမပြောကျွန်တော်မပြောတော့မှ ြတ်ခိုင်းရမှာဆုံးဖြတ်ခိုင်းရမှာ ကြည့်ကြည့်ပေးပါအဲ့လိုကြည့်ရှုအားပေးပေးပါကျွန်တော်လဲစီဇန်1တော့ကဝင်ပြိုင်ဖြစ်တယ်ဆိုတော့အကြောင်းအကြောင်းရင်းကျွန်တော်မှရှိတယ်ဒီအတက်ရွယ်မှာဒီလိုလေးလုံးနိုင်ခဲ့တယ်ဆိုတဲ့ဟာတစ်ခုကိုချိန်ကျလို့ရှိရင်ပြန်ကြည့်လို့ရအောင်လို့ဝင်ပြိုင်ခဲ့တာဗောနော်အဲ့လိုမျိုးပဲဒီစီဇန်2မှာလည်းပဲကိုထွန်းထွန်းပါပါတယ်ကိုထွန်းထွန်းလည်းပြောရမယ်ဆိုလို့ရှိရင်ဒီအတက်ရွယ်တစ်ခုအရွယ်ရောက်တဲ့ချိန်မှာ သူ့ရဲ့အသက် level တန်းလူတွေမလုံနိုင်တော့တဲ့ဟာတခု तू အခုလုံပြနိုင်တယ်လုံဆောင်ခဲ့တယ်ဆိုရတာတခုအခုလည်းပြလို့ရတယ်နောက်ထပ်ပြီးအသက်ကြီးလို့ရှိရင်လည်းပြလို့ရတာပေါ့နော်ကိုထွန်းဆိုလို့ရှိရင်လည်းတကယ်ကိုမိုက်တယ်မိုက်တယ်ဟုတ်တယ်ဟုတ်တယ်အသက်ကြီးဆိုဒါပေမဲ့ဟိုသူ့ရဲ့ဒီပြိုင်ပွဲမဆခင်မှာ तू ကကြိုတင်လေးချင်းနဲ့အားအရန်ကောင်းတယ် तू ကခိုးခိုးပြီးလေးချင်တာပေါ့ခိုးခိုးပြီးမနှဖညာကြည့်ဖာဘယ်လိုလုပ်ခိုင်းအဲခိုးခိုးပြီးတော့ရှော့ဘူးလေးချင်းတယ်အဲဒါမှဒီမှာစ조사အားထုတ်မှုကောင်းတဲ့ လူတယောက်ရှိသေးတယ်ဒါကတော့ J Fire ပါ J Fire ကိုတော့လုံးဝကြည့်လို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်တော့မှတစ်ခါကြာရှိဒီဘက်က for sure လားမသိဘူးပေါ့တော့သိတယ်မလား social media မှာပဲလုံနေတဲ့ဘဲထင်နေတာဒါပေမဲ့မဟုတ်ဘူးဒီဘက်ကအခုဒီဒီ season ကိုကြည့်ရဆိုလို့ရှိရင်တခြားအပြင်လူတွေလည်းသူ့ကိုအမြင်တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တကယ်ကိုစိတ်တက်ပိုင်းဆိုင်ရာ strong ဖြစ်ပြီးတော့တကယ်ကိုစူးစမ်းနေတဲ့လူတယောက်ဆိုတာကိုကျွန်တော်လည်းလက်ခံလိုက်ပါတယ်ပြီးတော့နောက်တစ်ခုကပို့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုရှိတယ်စူးစမ်းရကျွန်တော်တက်တယ် စီဇန်1တော့ကျွန်တော်တို့က300လောက်ပဲရတာဒီစီဇန်2က300နှစ်အတူချန်ပီယံရွှေကပတ်ချန်ပီယံရွှေကပတ်ကဗျာပြောရမယ်ဆိုအခုကရွှေစည်းတက်နေတာဆို300လောက်ရှိတယ်မနှဲဘူးလေ you should think about it ပေးရမှာပဲတေတေပြီး6ကြိုးကြိုးပြီးပေးရမှာပဲ ကျွန်တော်ဧပြီ29ရက်နေ့ည8နာရီချိန်မှာကျွန်တော်တို့ MRD 4ကနေပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့အတိုင်းကျွန်တော်တို့ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ကိုဖိတ်ခေါ်ချင်ပါတယ်။ဒီစီဇန်ကတော့ကျွန်တော်တို့ဒီကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲဝင်နေတဲ့စာလို့ရှိရင် host ကိုကြည့်နေတဲ့အတိုင်းမှာပါ။အဲ့တော့ see you soon.